ဘန္တိနာဂသေနအထိကောစီမတောနာပရိတန္တတိတေးသွားတဲ့လူတယောက်ပြန်ပြီးတော့မမွေးဖွားဘူးဆိုတာရှိသလားတေးပြီးတဲ့နောက်ပြန်မမွေးတဲ့လူရှိသလားဒီမေဟောမေဒုက္ခငြိမ်းနေဆိုလို့ရှိရင်လောကမှာတဲ့တေးသွားပြီးတဲ့နောက်မှာ ပြန်ပြီးတော့မမွေးတဲ့ပုဂ္ဂိုလ်ရှိလားလို့ဒီလိုဆိုလို့ ပြန်ပြီးတော့မမွေးတော့ဘူးပြန်ပြီးတော့မဆက်ဆက်တော့ဘူးဆိုတဲ့ပုံကမျိုးရှိသလားပုံကတစုံတရာရှိသလားလို့မေးတော့ရှင်နာကသေနာဖြေလိုက်တယ်ကောစီပဋိတန်တယ်တိကောစီနပဋိတန်တယ်တိတချို့ကပြန်မွေးတယ်တဲ့တချို့ကပြန်မမွေးဘူးပြန်ဆက်ဒါကြောင့်မလို့မွေးတယ်လို့တောင်မသုံးပြန်ပြီးတော့ဆက်မိတယ်တချို့ကပြန်မဆက်မိဘူးပြန်မဆက်ဘူးပြန်ဆက်တယ် ပြန်မဆက်ဆက်ဘူးဘဝမှာပြန်ဆက်ဆက်တယ်။ဒီနှစ်ခုကိုသုံးလိုက်တယ်။အဲ့တော့အိဗေကတော့ပြန်ပြီးတော့မမွေးဘူး။ပြန်ပြီးတော့မွေးတယ်။တချို့ကပြန်မမွေးဘူး။တချို့ကပြန်မွေးတယ်။ဆိုတော့မိလိန်တာမင်းကြီးကထပ်မေးတယ်။ကောပဋိသင်္တဟတိ။ကောနပဋိသင်္တဟတိ။ရှင်ပြအဲ့ဒါလို့ဆိုရင်ပြန်ဆက်ဆက်တာကဘယ်သူပြန်ဆက်ဆက်လဲ။ပြန်မဆက်ဘူးဆိုရင်ဘယ်ပုဂ္ဂိုလ်ပြန်မဆက်တယ်လဲ။သုံးမို့ပြန်မွေးတယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်ဟာပြန်မွေးတာလဲ။ ပြန်မမွေးဘူးဆိုလို့ရှိရင်လည်းဘယ်သူဟာပြန်မမွေးတာလဲလို့ဒီမေးခွန်းကိုမေးတယ်။အဲ့တော့ဒီမေးခွန်းမေးတဲ့အခါရှင်နာကသေနာဘယ်လိုဖြေရုံသာကိလေသော မဟာရာဇပဋိတန်တဲ့ဟတိနေကိလေသောနပဋိတန်တဲ့ဟတိကိလေသာရှိနေတဲ့ပုဂ္ဂိုလ်သည်ပြန်မွေးမယ်။ကိလေသာ မရှိတော့တဲ့ပုဂ္ဂိုလ်သည် ပြန်မမွေးတော့ဘူး။ဂျင်းရယ်ပွိုင်းနဲ့ဖြေလိုက်တာသူဖြေတာနော်။ ကိလေသာရှိနေဦးမယ်ဆိုရင်တော့ပြန်မွေးမယ်တဲ့ဒါအကြောင်းကိုပဲဖြေတာเนาะပုဂ္ဂိုလ်အနေနဲ့ပြောတော့မဟုတ်ကိလေသာရှိနေလို့ရှင်ပြန်မွေးမယ်ကိလေသာမရှိတော့ဘူးဆိုပြန်မမွေးဘူးဘာကြောင့်လို့ဆိုရင်ကိလေသာဒီကံတရားတို့ကိုထောက်ကူပြုထားသည့်အတွက်ကြောင့်ကံကအကျိုးပေးလို့ရတယ်ဆိုတာကိလေသာနဲ့ပေါင်းမရဥပမာဗာနဲ့တူတော့ဆိုလို့ရှင်မျိုးစိတ်လေးကအပင်ပေါက်တယ်ဆိုတာသူကသူပေါက်လို့ရတာမဟုတ်ဘူးမယုံလို့ရှင်မျိုးစိတ်လေးကို၆တွေ့တယ်ပလင်းထဲမှာထက်တာထက်ချီတာ ထဲထိုင်ဒီမျိုးစေ့တွေဟာတဖြည်းဖြည်း၆တော့မှာ expire ဖြစ်တော့မှာရှိဟောအဲ့ဒါလို့မဟုတ်ဘဲနဲ့အစိုဓာတ်တို့မြေတို့ ਨੇ ပေါင်းကြည့်လိုက်မကြခင်ပဲပွားပြီးတော့မြစ်ကလေးဆင်းလာတယ်အညောင်လေးထွက်လာဟောရေနဲ့မြေနဲ့ပေါင်းပြီးမှသူကအပင်ထွက်တာမျိုးစေ့ရဲ့သဘောထို့တူပဲဒီကံတရားဆိုတာမျိုးစေ့နဲ့လာသရံတူတယ်အဲ့ဒီမျိုးစေ့နဲ့လာသရံတူတယ်ကံတရားကနေပြီးတော့အကျိုးတစ်ခုထုတ်လုပ်တယ်ဆိုတာ ရေမြေနဲ့အလားသဏ္ဍာန်တူတဲ့ကိလေသာနဲ့ပေါင်းမှရတယ်။ကိလေသာကုံသွားလို့ရှိရင်မြေရဲ့အထောက်ပံ့ရေရဲ့အထောက်ပံ့မရှိတဲ့မျိုးစေ့လိုပဲဘဝတစ်ခုကိုမပေါက်ဖွားနိုင်တော့ဘူး။ဒီလိုဆိုတာနော်။ပြောမယ်ဆိုရင်မြုံသွားပြီပေါ့။မြုံသွားတယ်ပေါ့။အဲ့ဒါကြောင့်မို့ရှင်နာကသေနာဖြစ်တယ်။အကိလေသာပရိသတ်နဲ့တည်းကိလေသာမကင်းသေးတဲ့ပုဂ္ဂိုလ်ဟာပြတ်မွေးမှာပဲတဲ့။ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ကတော့ပြတ်မမွေးတော့ဘူး။ ဲလိုဖြေလိုက်အဲ့ဒီမှာပမာဏီဖြေကောင်းဖြေလိမ့်မယ်ကံရှိနေသေးရင်ပြန်မွေးမှာပဲကံမရှိရင်ကံလည်းမဖြေဘူးဒီညမှာချစ်နော်ကံရှိုံနဲ့မဟုတ်ဘူးကိရိတာရှိတာအဓိကရဟနာဖြစ်တယ်ဆိုတာကံကိုပယ်တာမဟုတ်ဘူးကိရိတာကိုပယ်ကိရိတာကိုပယ်ရင်ကံလဲချုပ်သည့်အတွက်ကြောင့်ကံမှာချုပ်တယ်လို့ပြောလိုက်တာပယ်တာကိရိတာကိုဒါပယ်တာပေါ့နော်ကိရိတာကိုပယ်လိုက်တဲ့ဖြင့်ကံနေဟာအလုံးမဖြစ်တော့ဘူး ယရဏတုတ်ထဲမှာဒါအကြောင်းနဲ့ပြောတယ်အကျိုးနဲ့ပြောတယ်တစ်ခါတလေကြတော့အဲ့လိုနားလဲရသို့တော်ယရဏတုတ်ထဲမှာပြောထားတယ်ထင်မယ်ခီနံပုရဏံနဝနတိတမောဝိရဒစိတ်တယတိကေဘဝတမေတိခိနဘီစာအဝိရုံနေဆန္ဒဆွဲနေရမှာကံကုံနာကိုပြောတယ်အဲ့တော့ကံကုံနာကိုကနားလဲရမှာကိရိတာကုံလို့ကံကုံနေလို့ဆိုလို့တယ်အဓိကကတော့ကိရိတာကိုသာပဲတာကံကိုပဲတာမဟုတ်ဘူး တရားခုအဖြစ်ပြောမယ်ဆိုရင်စေတနာဆိုတဲ့သဘောတရားကိုပယ်လို့မရဘူး။ကံကိုပယ်မရဘူးဆိုတာစဉ်းစားကြည့်ပေါ့။ကံဆိုတာဟာစေတနာကိုခေါ်တာ။စေတနာဆိုတာတစ်စုံတစ်ခုတွန်းအားပေးပြီးရင်သူချုပ်သွားတယ်။ချုပ်သွားတဲ့အတွက်ကြောင့်သူပယ်လို့မရနိုင်။အဲ့တော့ကိလေသာကြတော့သူကလူတွေရဲ့တဏ္ဍာမှာ positive ဖြစ်နေ။အဲ့ဒီ positive ဖြစ်နေတဲ့အချိန်မှာသူက activate ဖြစ်ဖို့အတွက်ထောက်ကူတွေလိုအပ်တယ်။အဲ့ဒီအထောက်အကူတွေ ဖယ်ရှားပြစ်လိုက်လို့ရှင် positive ဖြစ်နေတဲ့ကိလေသာဖြည့်ဆည်းလိုက်ပြီဆိုလို့ရှင်ပြန်ပေါ်စရာအကြောင်းမရှိဘူး။ဆိုပါစို့မျိုးစေလေးတစ်စေးဟာရင့်တန်နေတဲ့မျိုးစေလေးတစ်စေးထဲမှာတော့မျိုးစေကြီးတစ်ခုလုံးမဟုတ်ဘူး။ဥပမာတရက်သီးဆိုရင်မျက်စိလိုခေါ်ခြင်းခေါ်ပေါ့။အညောင်းထွက်တဲ့နေရာလေးနော်အညောင်းထွက်တဲ့နေရာအာလူတွေဘာတွေစိုက်ဖူးတဲ့လူတော့နားလေတယ်။အာလေးကကြက်ပေါက်မလေးတွေပါတယ်။အဲကြက်ပေါက်မလေးတွေကို ဓာတ်နဲ့လှီးပြီးမှစိုက်လို့ကမရဘူးချက်ပေါ်မှလည်းမပြတ်မှရတယ်။တရစီလည်းရှေ့ကထိတ်ကိုလှီးပြီးတော့ခြေပြစ်လိုက်ပြီးနောက်ပိုင်းနဲ့စိုက်ကြည့်ပါလားဘယ်ပေါက်မှာ။တရစီမှာပေါက်နိုင်တဲ့အနေထားတစ်ခုကတရသီးရဲ့ထိတ်မှာပဲရှိတယ်။အဲ့ဒါကိုဖြတ်လိုက်လို့ရှင်တော့ပေါက်လို့ရတယ်။အဲ့ဒါလိုပဲဖြစ်နိုင်ခြေဆိုတဲ့ကိတ္တတာကိုဖယ်ရှားလိုက်ပြီးတော့အဲ့ဒီနေရာကိုဖြတ်လိုက်လို့ရှင်အစီကြီးတစ်ခုလုံးကမပေါက်နိုင်ဘူး။ ိလေသာကိုဖျက်လိုက်လို့ရှိရင်ကံတရားတွေဟာလုံးဝဖြစ်တော့အဲ့ဒီနေရာဖြင့်ချုပ်တယ်လို့ပြောဆိုအကြောင်းကိုမပြောဘဲနဲ့အကျိုးနာမည်နဲ့လည်းပြောတယ်လူတွေရဲ့ထုံတမ်းစင်လာဒါလူဘာသာစကားအဲ့လိုပဲကိုယ်ကိုစဉ်းစားကြည့်လေအေးမနေ့ဗာချက်ကြတာတုန်းဆိုရင်ပြောလိုက်မယ်ထမင်းချက်တယ်ထမင်းဆိုတာချက်ဖို့လိုရလားချက်တာကဆန်းကိုချက်တာလေဒါပေမဲ့လူတွေကဆန်းချက်တယ်လို့သူကမပြောဘူးထမင်းချက်တယ်လို့ပြောတယ် ထမင်းချက်တယ်ဆိုတာထမင်းဆိုတာအကျိုးဆံကအကြောင်းဆံချက်မှထမင်းဖြစ်တယ်သို့တော်လူတွေကချက်ဆိုတဲ့စကားလုံးကိုထမင်းထမင်းနဲ့သုံးလိုက်တယ်အဲ့ဒီစကားရဲ့ဘာစားနေလဲထမင်းစားနေတယ်ဆိုတာအဲ့ဒါကျတော့ထမင်းတိုက်ရရဆံမစားဘူးလေထမင်းမစားလေအဲ့ဒါကျအဲ့တော့အကျိုးရဲ့နာမည်ကိုအเจ้าမော်တင်စားပြီးပြောတာတော့အเจ้าရဲ့နာမည်ကိုအကျိုးပေါ်တင်စားပြောတာတော့လူလောကမှာဒါကိုဥပ္ပစာစကားလို့ ကတ်ပြီးတော့ပြောတဲ့စကားလို့အထိပ္ပယ်ရနော်အနိနာကတ်မြောင်ပြီးတော့ပြောလိုက်တာတိုက်ရိုက်ပြောတာကြတော့ထမင်းစားတယ်ဆိုရင်တိုက်ရိုက်ပြောတယ်ထမင်းချက်တယ်ဆိုတာကတ်မြောင်ပြီးတော့ပြောလိုက်တဲ့စကားလို့တော့လူဟောတာစကားဒီလိုရှိတယ်ပေါ့ဥပ္ပဇာနာအဲ့တော့အဲ့ဒီလိုနားလေတဲ့တော့အကိလေသောပဋိတန်တဲ့အတိနေကိလေသောနာပဋိတန်တဲ့ ကိလေသာတွေရှိလို့ရှိရင်တော့ကိလေသာရှိတဲ့ပုဂ္ဂိုလ်ကပြန်မွေးမှာပဲကိလေသာမရှိရင်ပြန်မမွေးဘူးဆိုတာဒါအမတ္တမပြည့်စုံလို့တော့တယ်ကံရှိရင်ပြန်မွေးမယ်ကံမရှိရင်ပြန်မွေးဘူးဆိုရင်ကံရှိရတဲ့အတန်းနဲ့ဥပမာမြတ်စွာဘုရားတဏ္ဍာမကံနေရှိတယ်လေကံရှိလို့လိုက်ပြီးချိုးပေးတာပေါ့ရှမောက္ကလန်ရဲ့တဏ္ဍာမကကံမရှိဘူးလားရှိတာကံရှိလို့မှရှမောက္ကလန်လူသက်ခံရအတိတ်ကလိုက်လာတဲ့ကံရှိတာအဲ့တော့ ခိတ္တတာအဓိကကြားတယ်။ဒါမို့ခိတ္တတာရှိရင်ပြန်မွေးမယ်ခိတ္တတာမရှိရင်ပြန်မမွေးဘူးလို့ဒီလိုဖြေလိုက်တယ်။ဒါအမတ္တမပြည့်စုံတဲ့အဖြစ်တစ်ခု။အဲ့ဒီအချိန်လေးမှာမိလိန်နာမင်းကြီးကဒီအဖြေတွေကိုသူသဘောကျတော့လဲပဲ။အငိုက်ဖန်းတဲ့အနေနဲ့ရှင်နာကသေနာကိုမေးကြတွံပနဗန္တိပဋိတန်တဟတိပဋိတန်တဟေတတိကိုရောရောပြန်မွေးအောင်မလားလို့ပြောလိုက်တယ်နော် အဲ့တော့ရှင်နာဂသိန်းကအမတ်တမဲဖြေလိုက်လို့သူပြန်မမွေးဘူးဆိုရင်ကိုရောယဟန္တာလာပါကြပြောတော့မှာပဲနော်ကိုရောရောပြန်မွေးမှလားလို့မေးလိုက်တဲ့အခါရှင်နာဂသိန်းကသတ်စီမဟာရာဇတာဥပါဒနောဘဝိတာမိပဋိတန်တဟိတမိသတ်စီအနုပါဒနောနဘဝိတာမိနပဋိတန်တဟိသတ်စီတာဥပါဒနောဘဝိတာမိပဋိတန်တဟိတသူဟာ ဥပါဒံအစွဲလန်းနေရှိနေသေးရင်တော့ပြန်မွေးမှာပဲဥပါဒံအစွဲလန်းနေမရှိတော့ဘူးဆိုရင် तू မမွေးတော့ဘူး तू အဖြစ်ဟာဝိနည်းနဲ့လွတ်ကင်းသွားတယ်အကယ်၍သာ तू ပြန်မမွေးတော့ဘူးဆိုရင်ကိုရောယဟန္တာလားဘယ်တော့မှယဟန္တာဖြစ်တာတော့နဲ့မေးတော့မှရှောက်ပြီခေါင်းကြီးတွေဆိုတာကိုယဟန္တာဖြစ်တာကိုမပြောရဘူးလူတွေကိုပြောခွင့်မရှိဘူး။ကိရိတာကုံတယ်လို့ပြောခွင့်မရှိဘူး။အဲဒါကြောင့်မလို့ရှင် နာဂသေနာဖြေဆိုလိုက်တဲ့စကားရှောင်ကျင်လိုက်တဲ့စကားတခုပဲသူပြောလိုက်တာ general point နဲ့ပြောလိုက်တာအေးသူ့မှာဥပါဒံအစွမ်းလန်းရှိလို့ရှင်တော့မွေးမှာပေါ့တဲ့ဥပါဒံအစွမ်းလန်းမရှိဘူးဆိုရင်မမွေးတော့ဘူးဒီလိုဆိုလိုက်တယ်ပေါ့နော်အဲ့ဒီမှာမိလိန်နာမင်းကြီးကကံလောတိဗန္ဒီနာဂသေနာရှင်နာဂသေနာအဖြေဟာတင့်တင့်ပါပေတယ်ဝန်ခံလိုက်တယ်